ကလစ်ကများအားလုံးပဲမင်္ဂလာပါခင်ဗျာ Freedom for Future Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီဒီမှာအားလုံးအတွက်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့ Mr. Shawna နဲ့ရေးသားထားတဲ့ Anonymous Prisoner စာအုပ်ကို AK Mo ကနေဘာသာပြန်တင်ဆက်ထားတဲ့ဒူမဒူအချင်းသားအပိုင်း၈ကိုဆက်လက်ပြီးတော့ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပြီးကြပါဦးအခန်း၁၁နေပြည်တော်မှအိမ်မဆိုး စက်တင်ဘာလ27ရက်2021မှာတော့ကျွန်တော်နေပြည်တော်ပို့လိုက်ကြပါတယ်။အဲ့ဒီမတိုင်ခင်နှစ်ရက်လောက်မှာကျွန်တော်ပြောင်းရွှေ့တော့မယ်လို့အဆောင်တူးကဒိုးတိတ်တိတ်အတီးပေးတယ်။သူကကျွန်တော်သတင်းပေးကျွန်တော်ပေါ်စာနာသိရှိတဲ့သူတူးပါ။ကျွန်တော်တူးတဲ့ကိုတော့မဟုတ်ပါဘူး။ဒီအရေးမှာပါတဲ့သူတွေအားလုံးပေါ်မှာစာနာသိရှိပြောရင်အင်းစိန်ထောင်ကအဆောက်အများစုကလည်းဒီလိုပါပဲ။ဖွင့်တာမပြောကြ။အဲ့ဒါကောင်းနေစရာဘာဖြစ်ဖြစ်သူတို့ကဆရာကိုယုံတယ်ပြီးတော့စစ်ကြလိမ့်မယ်။ပြီးရင်ပြည်တံတစ်ခုချပြီးတော့ပြန်လှုပ်ပေးလိမ့်မယ်။ဆရာခရစ်စမတ်မတိုင်ခင်အိမ်ပြန်မှာပါတဲ့။ သူကဘလို့ပဲအကောင်းမြင်ပါသေးကျွန်တော်ကနေပြီးတော့ဆွဲအတန်းကြားရင်ကြောစိတ်ကျွန်တော်အဲ့မျိုးမှာ၅နှစ်လောက်နေခဲ့တော့ကောင်းကောင်းသိတာပေါ့နေပြီးတော့မြန်မာနိုင်ငံအလဲပိုင်းအလွန်ပူပြီးတော့ခြောက်သွေ့တဲ့နေရာမှာရှိတမင်ဖန်တီးထားတဲ့ရုံဆိုင်မျိုးတော်တခုပေါ့ပြောရရင်မလေးရှားကပူတရာဂျာရာဘရာဇီးကဘရာဇီးလီးယားအော်စတြေးလျကကင်ဘာရာတို့လိုမျိုးတော်မျိုးပေါ့ဒီမြောင်2000ပြည့်နှစ်ဝင်းကျင်ကစစ်ကောင်းဆောင်တွေကစောက်ခဲ့ဒေါ်လာဘီလျံချီပြီးတော့ဖြုံးခဲ့တယ်လို့ဘုံလဲဘုံခဲ့ဗေဒင်ရေတရာအစီရင်တွေပါတယ်လို့နိုင်ငံသားမုံဒီပြောက်တွေလည်းပါတယ် ။ဘီရင်မှန်နေပြီးတော့အသိရှိရတယ်ဆိုရဲရှေးဗမာဘီရင်တွေရဲ့ထုံးစံကိုလည်းအတူခိုးခဲ့ကြ။ဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်နေထိုင်လုံးလုံးရင်းနဲ့လေးလာမိစကားပြောကြည့်မိသလောက်တော့စေကောင်းဆောင်တွေရဲ့အဓိကရွယ်ချက်ကမြမပြည်သူပြည်သားတွေနဲ့ခတ်ဝေးဝေးနေပြီးသူတို့ဘာသာလုံးချောင်းဖန်တီးထားခြင်းပါ။ပြောရရင်သူတို့အတွက်မိခံတစ်တာပေါ့။အဲ့ဒါတွေကကျွန်တော်တို့ပြဿနာမရှိလာပါဘူး။ကျွန်တော်လည်းလူလူအစိုးရလက်ထက်မှာအတော်ကြာကြာနေခဲ့ပြီးတော့ရေမီပြေစုံတာတွေတခြားကောင်းမွန်တဲ့အချက်လက်တွေကိုသဘောကျပါတယ်။မြမပြည်ရဲ့အစီအမံဆုံးမြို့လိုတောင်ပြောလို့ရ။ဒါပေမဲ့အခုလိုအချိန်တော့မသွားချင်ဘူး။ အထူးသဖြင့်မင်းအောင်လှိုင်အုပ်စုရဲ့အကြမ်းဖက်မှုဘိုးဌာနချုပ်ဖြစ်နေလို့ကိုမသွားချင်ဘူး။အဲ့ဟိုပိုးလိုက်ခြင်းကမိစ္ဆာတကောင်ရဲ့ဗဇက်ထဲကိုထိုးသွင်းလိုက်တယ်လို့ပါပဲ။နောက်ပြီးတော့တန်ယုံနဲ့လည်းဝေးသွားမယ်။ပြည်ရင်းပြည်ပအကူအညီပေးနိုင်တဲ့သူတွေနဲ့လည်းဝေးသွားမယ်။လူဆောင်လာတဲ့ရန်ကုန်တော်လိုင်းအတွက်အချက်ချာကြတဲ့ရန်ကုန်နဲ့လည်းဝေးသွားလိမ့်မယ်။ဒီထက်ပိုပြီးတော့လက်တွေ့ကြကြစဉ်းစားရင်ကျွန်တော်စီစောင်းနဲ့အစားအစာတွေဘယ်လိုလုပ်ရောက်လာမှာလဲ။ကျွန်တော်ဖုန်းပြောခွင့်ရရအောင်မလား။ကျွန်တော်တခုဖြစ်ရင်မျက်မြင်သက်သေတောင်ရှိပါမလား။ဒါတွေတွေးပြီးတော့ကျွန်တော်စိတ်ထဲကြောက်စိတ်တွေစိုးရင်စိတ်တွေပို့ပို့ပြီးတော့တိုးလာတယ်။ ထောင်ပြောင်းမဲ့နေ့မှာတော့ကျွန်တော်မနက်စောစောလာနှိုးကြပစ္စည်းတွေများများသိမ်းမှုပြောတယ်အင်းစိန်တော်အဆောင်နေရာကျွန်တော်လက်ဆွဲနှုတ်ဆက်ကြတချို့ကဖတ်တောင်ဖတ်ကြသည်ဒါပေမဲ့သူတို့နောက်ဆုံးပြောတဲ့စကားကကျွန်တော်ယင်ကို꿰စေတယ်ကျွန်တော်စာအုပ်သုံးအုပ်ပဲယူခွင့်ပြုမယ်တဲ့ကျန်တဲ့စာအုပ်တွေကိုတန်အောင်ကိုပို့ပေးဖို့တော့အာမခံကြအဲ့ချိန်မှာကျွန်တော်ကယင်နာနာနဲ့ပဲစာအုပ်သုံးကိုရွေးဖို့စူးစမ်းတယ်အတော့ရွေးရခက်ပါတယ်နောက်ဆုံးတော့ Clive James ရဲ့စာအုပ်တော့ဘဲပါရန်ကီရဲ့ The Courage to Act နဲ့ ဘာရက်အိုဘားမားရဲ့ A Promise Land ဆိုတဲ့စာအုပ်သုံးကိုပဲရွေးလိုက်။စာအုပ်တွေရွေးပြီးတော့ကျွန်တော်ထောင်ဘွားကရုံးကိုခေါ်လာကြ။အမောင်တိုင်းမှာမြင်လိုက်တဲ့ရုံးကမ်းမြင်ခွင့်ကလွန်ခဲ့တဲ့6လကျွန်တော်ရောက်လာတော့ငါထပ်ထောင်ခြောက်ချားစီတယ်။ကျွန်တော်ရဲ့အမှုရဲတွေကိုတွေးလိုက်ရလို့ပါ။ဦးစိုးဝင်းဦးကျော်ဝင်းဦးဝင်းစတန်ဆောင်တို့၃ယောက်ကိုလက်ထိတ်ခတ်ထားကြ။ဦးဝင်းစံကမြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကဦးဆောင်တဲ့ပညာတတ်အရေးချင်းပြည့်ပြုပြင်ပြောင်းလဲသမားတွေတွေကတူပါ။ဒီလူသောင်းနဲ့ကျွန်တော်ဟာမြန်မာစီးပွားရေးနေရာမှန်ပြောင်းရောက်ဖို့တိုင်းပြည်တိုးတက်ဖို့အလုပ်တွေအတူတူလုပ်ခဲ့ကြတာ။ သူတို့ကမြန်မာပြည်တို့အဖိုးမဖြတ်နိုင်တဲ့တားကောင်းရင်နာတွေပါဒီလိုခြေနေမျိုးကိုဘလို့မှမရောက်သင့်ဘူးလက်ထိတ်ခက်ခံထားရတဲ့သူတို့ရဲ့မျက်နှာကိုကျွန်တော်ဒီသက်မေ့နိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ကတော့လက်ထိတ်ခက်ခံရတာရိုးနေပါပြီဒါပေမဲ့ကျွန်တော်ကရဲတွေကိုမကျေနပ်ကြောင်းပြောလိုက်မင်းတို့ကတကယ်လွန်တာပဲကွာငါတို့ထွက်ပြေးမယ်လို့ထင်နေပေါ့မင်းတို့လောက်ရတွေအတွက်ရှက်တဲ့ရင်တိတ်ချက်ဖို့ကောင်းတယ်ကွာလို့ကျွန်တော်ပြောလိုက်ထုံးစံတိုင်းပါပဲအထက်ကပြောထားတဲ့အတိုင်းဘာမှပြန်မပြောပါဘူးကျွန်တော်တို့ခက်ပြင်းပြင်းတိုးပြီးတော့ကားပေါ်ကိုတင်လိုက်ကားကရမန်သွားပြီးရင်သုံးလေးရှိတဲ့ကားမျိုးပါ ဒီကားတွေကျွန်တော်နည်းနည်းမှမကြိုက်ဘူးကျွန်တော်တွန်းတင်လိုက်တော့တမီတာလောက်မြင့်တဲ့ကားပေါ်အလိုလိုရောက်သွားတယ်ကျွန်တော်ကားပေါ်မှာပြုတ်အန်ဂျင်သလိုဖြစ်သွားတယ်ကျွန်တော်နဲ့ဝင်းစတန်အသက်50ကျော်ဦးဂျုံဝင်းက80ကျော်ဦးဆုံးဝင်းက80ကျော်ပြီဒီအသက်အရွယ်တွေနဲ့ပုံမှန်အောင်အတော့အမှရုန်းကန်နေကြတာသူတို့တွန်းတင်လိုက်ချိန်မှာကျွန်တော်ထောင်ကားအလေကလက်ကင်တန်းနဲ့ဝင်းဆောင်မိကိုဘသာကြိုးစားပြီးတော့ဘေးတန်းမှာထိုင်ချလိုက်ဘယ်နာထိုင်အရာသွားသလဲလို့စိတ်ဆေးကြည့်ဒဏ်ရာမရပြီမဲ့လူကအတော့အနာသွားတယ်နည်းနည်းလေးငြိမ်လာတော့မှကျွန်တော်ကဒီခီးစဉ်အတွက်အကဲခတ်လိုက် ကျွန်တော်၄ယောက်တည်းဆိုတော့ချောင်းချီတော့ရှိကျွန်တော်၄ယောက်ရဲ့ကျွန်တော်ရဲ့ရှိစုမဲစုပစ္စည်းတုပ်တွေရဲ့ကျွန်တော်တအူးချင်းစီအတွက်စက်တနကိုင်အဆောင်၄ယောက်ရဲ့ပဲဒါပဲကောင်းအောင်ပါပါတယ်ကီလိုမီတာ320ခီးအတွက်ကျွန်တော်လည်းတက်နိုင်လောက်စိတ်ကိုပြင်ဆင်ထားလိုက်ပါတယ်ထောင်ကားကိုဆက်နှိုးပြီးတော့တိတ်မကြခင်မှာပဲအင်းစိန်ထောင်ကနေထွက်လာခဲ့ပါတော့လေကျွန်တော်အဆောင်တွေကြားထဲကနေအပြေုံသတိကြီးကြီးနဲ့ကြည်နေမိမနက်စောစောရန်ကုန်ကမှောင်ပြီးတော့ငြိမ်သက်နေပါတယ်ရန်ကုန်ရဲ့လမ်းမတွေကအရင်ကဒီလိုမှုတ်ခဲ့ပါဘူး အာနာသိမ့်ပြီးနောက်ပိုင်းမှာကာဖျူးကလည်းရှိနေလေတော့အမဲစီကားခဲ့တဲ့ရန်ကုန်ဟာ၆ကတ်တိတ်ဆိတ်နေလေ။ဒါကကျွန်တော်စကားတွေအများကြီးပြောပြနေသလိုပါပဲ။ကျွန်တော်တို့ထောင်နိုင်ငံတွေရဲ့အပြင်လောကကြီးကိုဒစီဆောင်လေးလာကွင်းရလိုက်တယ်။ရန်ကုန်မြို့ပြင်အရောက်ရန်ကုန်နေပြီးတော့အမြန်လန်းအစမှာကျွန်တော်စီလာတဲ့ထောင်ကားကိုထိုးရလိုက်။အဲမှာရဲကားတွေနဲ့လူစင်းဗင်ကားတစ်စီးရထားတယ်။ဒီကားတွေကကျွန်တော်တို့ကိုနေပြီးတော့ဒီခေါ်သွားမယ်ကားတွေဆိုတာသိလိုက်ရ။ကျွန်တော်တို့ထောင်ကားပေါ်ကနေဗင်ကားပေါ်ကိုပြောင်းစီတယ်။ကျွန်တော်လေးယောက်ကိုတခုံစီထိုင်စီပြီးတော့ဘေးမှာအဆောင်တစ်ယောက်စီခြားထားပြန်တယ်။ လက်ထိပ်တွေကလည်းခတ်ထားစေကျွန်တော်ဘေးမှာတော့ဆေးလုံချားနေပုံရတဲ့ရဲသားတယောက်သူကကျွန်တော်နဲ့အကြည့်ချင်းမစုံမိအောင်ကြိုးစားနေလေသူစသနာကိုပေါင်ပေါင်တင်ထားတယ်သူ့ရဲ့တနတ်ပြောင်းကကျွန်တော်ဒူးနဲ့ထိနေဒီမြန်လန်းကလည်းမညီမညာနဲ့ကားဆောင်တတ်တာမဟုတ်လို့သူတနတ်ကလုံချုံကြီးခလုတ်ချထားပါစေကျွန်တော်ကြိတ်ပြီးတော့ဆူတောင်းနေမိတိမ်ချာခင်မှာပဲကျွန်တော်ဆက်ထွက်လာကြတယ်ကျွန်တော် ကားရှိကရဲကောင်းမှာစစ်စင်ဝေးဆောင်အပြည့်နဲ့စစ်သားလေးယောက်ပါတယ်တနတ်ကြီးကအိုးထုပ်ကြီးကအင်ကြီးဝစ်ပြီးတော့ကားနောက်ခံအမိုးပွင့်မှာထိုင်လိုက်လာကျွန်တော်ကားနောက်ကရဲကားမှာလည်းဒီတိုင်းပဲ အသက်80ကျော်လူကြီးတယောက်အသက်80ကျော်လူကြီးတယောက်နဲ့တိမ့်မငယ်လာတဲ့ပါရဂူပွဲရာစီးပွားရေးပညာရှင်နှုတ်ထွက်ပြေးသွားမှာဆိုတာကတော့အကြောက်လွန်လွန်လှပါလိမ့်။9နိုင်လောက်မောင်းလာပြီးတော့ဘူးမှအပြစ်မခံလိုက်ရပဲကျွန်တော်တို့ကနေပြည်တော်ရဲ့နာမည်ကျော်လမ်း20သွားလမ်းမကြီးကိုရောက်လာပါတော့တယ်။နေပြည်တော်ကျွန်တော်အိမ်ဖြစ်တဲ့9နိုင်နီးပါးနေကြတာဆိုတော့ကိုမတ်မိတဲ့မြင်ကွင်းတွေကိုပြန်ပြီးတော့မြင်နေရတယ်။အရင်ကတော့ဒါတွေမြင်ကိုယ့်ရင်ကိုယ်ပြန်အောင်သူလိုခံစားရတယ်။အခုကတော့ကြေကွဲစရာ၆ချားစရာကောင်းလာတယ်။နေလေနေကင်းဆိုမှအဆောင်အအများစုကအထဲမှာလဲမှောင်နေကြတယ်။ နေပြီးတော့မှမီးတွေခဏခဏပြတ်တယ်ဆိုရရင်ဆေးနာရှင်လက်အောက်မှာအလုံးမလုံးချင်းလို့ဝင်းနှန်းတွေတပိတ်မှောက်ကြပြီးတော့ဝင်းနှန်းရာတော်တော်နဲနေရဲဆိုတဲ့သတင်းတွေကိုကျွန်တော်ကြားပြီးသားပါ အခုတော့ဓာရီကိုမြဝါထင်နေမဲ့မြင်လိုက်ရလမ်းဆောင်လမ်းဝါတိုင်းမှာသဲအိတ်တွေဘန်ကာတွေတန်ဆူးချိုးတွေအပြည့်နဲ့လမ်းတိုင်းနှိပါကိုလည်းပိတ်ဆို့ထားကြတယ် shopping center တွေစားသောက်ဆိုင်တွေကြည့်ရတာလည်းတဝက်လောက်ကပိတ်ထားတယ်လူတွေကလည်းမုံမမရဲနဲ့ခတ်တုတ်တုတ်ပဲသွားလာနေကြတယ်တိမ်ကြခင်မှာကျွန်တော်တို့ကနေပြီးတော့အချုပ်ထောင်ကိုရောက်လာကြတယ် ဒီအချုပ်တော်မျိုးပတ်လမ်းဘေးကနေပူပြီးတော့လူရှင်းတဲ့မြေနေရာတစ်ခုမှာစောက်ထားတယ်။နေပြီးတော့ကဟိုတယ်ရှိတဲ့နေရာနဲ့တိတ်မဝေးလောက်။ဒါမှလည်းမိုင်းထောင်ကြီးဝေးတယ်လို့ခံစားရတယ်။ခြုံတွေစိတ်တွေကပတ်ပတ်လေဝိုင်းထားတော့တော်ရရစစ်တုံမှန်အချင်းစကန်တစ်ခုပုံစံပေါက်နေတယ်။ကျွန်တော်လေးယောက်မှကြောက်စိတ်စိုးရင်စိတ်တွေဖြစ်နေမိ။ဒါမှလည်းကားပေါ်အဆင်းတော့နည်းနည်းစိတ်ပေါ့သွားကြတယ်။နည်းနည်းလုံခြုံသွားတယ်လို့ခံစားလိုက်ရလို့ပါ။အချုပ်ထောင်ဦးစီးကလည်းအတော့ဖော်ပြပြတယ်။လာကြပါလာကြပါဆိုပြီးတော့ဝင်းကြီးတွေကိုလက်ဆွဲနှုတ်ဆက်တယ်ဖက်လဲတကင်းလှုပ်တယ် ဒီမှာဘာမှစိတ်ပူစရာမလိုပါဘူးခင်ဗျားတို့ပေါ်နားလည်မှုလွဲနေရတယ်မကြခင်ရှင်းသွားမှာပါခင်ဗျားတို့အေးဆေးနေနိုင်အောင်ကျွန်တော်အကောင်းဆုံးစူးစမ်းမယ်လိုတာရှိရင်လည်းပြောပါကျွန်တော်ကအချုပ်ထောင်ဆိုတော့အင်းစိန်ထောင်လို့တော့မပြည့်စုံဘူးဒါပေမဲ့ဒီမှာအဆင်ပြေမှာပါလို့လည်းပြောတယ်နောက်ထပ်လည်းအများကြီးထပ်ပြောနေသေးတယ်ထပ်ပြီးလည်းလက်ဆွဲနှုတ်ဆက်တယ်ရွှေသွားတွေဖြီးပြီးလည်းပြုံးပြကျွန်တော်တတိထားမိတာက तू ကကောင်းကောင်းကိုမတ်တက်မရက်နိုင်ဘူး तू ပါဇက်ကလည်းအရက်နဲ့ထောင်းထောင်းထားနေတကယ်ကိုပြင်းနေတော့ရက်အနှံ့မျိုးအချုပ်ထောင်ဦးစီးမူးနေတယ်အတော့မူးနေတာ ျွန်တော်ကအရင်မူးရင်ကျွဲကိုပေါ်ရဲဆိုတဲ့စကားကိုယုံကြည်မရှိပါဘူး။အမူးမတယောက်ရဲ့အလိန်စကားတွေကသာတစ်ချိန်ချိန်မှာအမှန်ပေါ်လာဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံကသိနေတယ်။သူ့အလိန်ပေါ်ဖို့ကတော့စက္ကန့်60လောက်ပဲကြာလိုက်ပါတယ်။အဲ့ဒီကြာချိန်ကသူ့ကိုနှုတ်ဆက်ကျွန်တော်ပစ္စည်းတွေယူအဆောင်တွေကကျွန်တော်နေရမယ့်နေရာကိုလိုက်ဖို့နေရမယ့်နေရာတွေကိုမြင်လိုက်တဲ့အထိကြာချိန်ပါ။ကျွန်တော်ရှိမှခက်ရှိရှိနှိမ့်နှိမ့်ဘန်ကာနဲ့တူတဲ့အခန်းဆယ်ခန်းကြည့်ရတာစောက်တဲ့သူတွေကမြေကြီးထဲမြုပ်ဖို့မေ့သွားနေတူပါတယ်။ဒီခန်းတွေကို3မီတာလောက်မြင့်တဲ့ကွန်ကရစ်နံရီနဲ့ပတ်လေကာပြီးတော့ခြံခတ်ထားတယ် နန်တွေရဲ့အပေါ်မှာလည်းတန်ဆူးကျိုးတွေအပြည့်နဲ့အဲ့ဒီဝင်းချန်နေကြည့်ရင်အချုံထောင်တွေကတခြားဆောင်တွေရဲ့အမိုးပဲမြင်ရတယ်။အခန်းတွေရဲ့အရှိမဖုံးဆိုးမြေကွက်လက်တခုလည်းရှိသေးတယ်။ထောင်ရဲ့ဒေါင်လေးတောင်မှာကင်းမြောင်စင်လေးခုရှိပြီးတော့လက်နက်ကင်အဆောင်တွေအများရှိ။အရှိနန်မှာကင်းတဲ့တခုလည်းရှိတယ်။ကင်းတဲ့အရှိမဆက်တနိုင်တခုတက်ပြီးတော့ထောင်ဘက်ကိုချိန်ထားတယ်။မနမုံလေးလိုအကျဉ်းကားတကားတွေဖွင့်ပြီးရင်ကျွန်တော်အရင်ဆုံးမြင်ရတာကအဲ့ဒီဆက်တနက်ကြီးကိုပါ။ဘလောင်များကြက်တွေတုံးလိုက်တယ်လေလို့။အခန်းတွေကအပြင်ကားကြည့်နေခြင်းစရာမရှိသလိုအထဲမှာလည်းတရိတ်ဆန်အောင်ထားဖို့မကောင်းပါဘူး။ ကျမ်းမြေမှာရေတွေအိုင်နေပြီးတော့ပိုးလောက်လန်းနေနဲ့မိုးရွာရင်လည်းမိုးကယိုးတယ်နန်းတွေကလည်းညစ်ပေးပြီးတော့မှုန်နှံ့နေဆွဲနေအင်းစင်ဟာအချင်းကန်းတွေကဒီခန်းတွေဒါနှစ်တရာလောက်ဆိုးပြီးတော့စောက်ခဲ့ပြီမဲ့ဒီခန်းတွေဒါအများကြီးနေပျော်သေးတယ်ပြောရရင်ဆေးဆိုးရအဆက်ဆက်ကအဆေးမမီတဲ့ဇန်နှုံးတွေနဲ့စောက်ထားတဲ့အဆောက်အုံတွေပေါ့ငလင်များလှုပ်ရင်တော့ဒီခန်းတွေတော့တွေးဝင်စရာတော့မရှိပါဘူးအခန်းတိုင်းမှာစောင်းကြောင်းထိုင်အိမ်သားတလုံးစီရှိပြီးတော့ပြောင်းပြခြင်းလောက်ကိုညစ်ပတ်ပါတယ်ကျွန်တော်အခန်းထဲနဲ့တကားပေါင်တွေမှာလည်းတွေးစွန်းရာတွေရှိတယ်စိုးထိုင်းနဲ့ကျမ်းမြေမှာခက်ကြမ်းကြမ်းတစ်သားပြားတွေခင်းပေးထားတယ် ခန်းညင်းညင်းစောင်းနှစ်ထည်လဲပေးထားသည်တယ်အဲ့ဓာရီနဲ့အိတ်ကြဆွဲသဘောပေါ့အချုပ်ထောင်အုပ်ချုပ်တဲ့ပုံစံခတ်တင်းနဲ့အုပ်ချုပ်တဲ့ဆွဲပုံစံမျိုးကျွန်တော်ကိုခန်းထဲမသွင်းခင်ဆစ်ဆေးတွေလှုပ်တယ်ကျွန်တော်ရဲ့ဖနှက်ကိုယူသွားတယ်ကျွန်တော်အမြတ်နိုးသိမ်းထားတဲ့ဘောပင်နဲ့စားရွက်တွေကိုလည်းယူသွားတယ်အဆိုးဆုံးကတော့ကျွန်တော်ခက်ခက်ခဲရွေးယူလာတဲ့စားအုပ်သုံးကိုတိတ်မယ်လုပ်တဲ့အချိန်ပါပဲဟာမလုပ်ပါနဲ့ဗျာကျွန်တော်ဒီစားအုပ်တွေမရှိနေလို့မရလို့ပါဒါတွေကကျွန်တော်တို့အစားတောက်တဲ့ပိုးအရေးကြီးပါတယ်ကျေးဇူးပြုတော့ဒီစားအုပ်တွေကိုချမ်းသာပေးစမ်းပါဒါတွေမရှိရင်ကျွန်တော်ယူသွားလိမ့်မယ် ဒီစားအုပ်တွေမှာခွင့်မပြုရင်ကျွန်တော်တို့တတ်တာသွားပါတော့လို့ပြောလိုက်အပူပြောတယ်ထင်းချင်းထင်းလိုက်မယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်ကအဲ့လိုကိုခံစားနေရဘဝမှာအနှိမ့်ကြဆုံးချိန်တစ်ခုပါကျွန်တော်အလိုပြောလိုက်တော့ဝင်းစန်ဝင်ပြီးတော့ဝိုင်းပြောပေးပါတယ်သူကတကယ်ကိုတတ်တိရှိတဲ့လူကောင်းတစ်ယောက်ပါအဆောင်တွေကိုခြိုတာနဲ့လေတံနဲ့ဖြောင်းဖြားဖြားဝင်ပြောပေးပါတယ်သူကျွန်တော်ကိုဒီလိုဝင်ကူညီခဲ့တာအချိန်ချိန်ပါပဲဒါပေမဲ့ဒီချိန်မှာမအောင်မြင်ခဲ့ပါဘူးကျွန်တော်စားအုပ်တွေကိုယူသွားကြပါတယ်ဆေးဆေးပြီးတော့ကျွန်တော်တို့အခန်းတွေထဲထည့်ပြီးတော့ခတ်လိုက်ကြကျွန်တော်အခန်းအခန်းတစ်ပါ အခန်းနံပါတ်ကိုအခန်းပေးမှာရေးလာတယ်။ကျွန်တော်အခန်းလွှဲတခြားအခန်းတွေမှာတော့နံပါတ်မပါဘူး။အဲဒီကအပြင်ပေးမထွက်တော့ကျွန်တော်ကကိုအခန်းပေးကဘာလုပ်လဲဆိုတာအော်ပြီးတော့မေးကြ။ဘသူဘွားဆိုတာသိလိုက်တော့ကျွန်တော်အခြေအနေမှန်သဘောပေါက်လိုက်တယ်။အခန်း၁၀ခန်းလုံးကလူအပြည့်ပါပဲ။ကျွန်တော်မြောက်ခင်တည့်ရမှာအခန်းတွေကိုလူရှင်းထားတယ်။အခြားအခန်းတွေမှာအရင်ကတည်းကနှစ်ဆတိုးထားတယ်။အကျဉ်းသားတွေကအမှန်တော့ကျဉ်းသားမဟုတ်ကြပါဘူး။ယမန်ယူပြီးတော့အမှုစစ်ခံရသူတွေပါ။ဒါမှလည်းအကျဉ်းသားတွေဘာမှတော့မထူးပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှအလုပ်လုပ်ခဲ့ကြသူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပတ်သက်နေကြသူတွေပါဝန်ကြီးဌာနတွေနဲ့အဖွဲ့အစည်းအသီးသီးကလူတွေပေါ့ကျွန်တော် အခန်းပေးမှာရဲမင်းဦးသူကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တက်သစ်ဆလူငယ်တူးအာနာသိန်းတဲ့ချိန်မှာရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်ခန့်ဖို့ရာထားခံတဲ့သူပါအဲဒီမှာပဲကျွန်တော်နှစ်ယောက်မိတ်ဆွေဖြစ်သွားကြသူကခတ်တိုးတိုးနဲ့ရှင်းပြတယ်ပုံမှန်ဖြစ်အချင်းသားတွေကိုတနေ့တနားနှစ်နာရီလောက်အခန်းပြင်ပေးထွက်တယ်ဒါပေမဲ့ကျွန်တော်ရောက်လာမှာဖြစ်လို့အဲဒီကအပြင်ပေးမထွက်ဘူးဒီဝင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့အရေးပါသူတွေကိုတီးတန့်ထားတဲ့ VIP ဝင်းနဲ့ နေရတဲ့ခြင်းတွေကခက်ခဲပေမဲ့အားလုံးကစိတ်ဓာတ်ခိုင်မာကြပါတယ်လို့သူကပြောတယ်။ကျွန်တော်ရောက်လာတဲ့အတွက်လည်းအားလုံးကစိတ်လုံးရှားနေကြတယ်လေ။စာအုပ်တဲ့ပထမအပတ်မှာကျွန်တော်တို့ကိုအခန်းပြင်ပေးမထွက်ပါဘူး။လက်ထိတ်ခတ်ပြီးတော့တရားဝင်ခေါ်သွားတဲ့အချိန်ကလွဲလို့ပေါ့။ကျွန်တော်ကနေတိုင်းကျွန်တော်စာအုပ်တွေပြန်ပေးဖို့တောင်းပါတယ်။ဖတ်စရာဘာဖြစ်ပေးပါနောက်ဆုံးမြမလင်းပေးရင်တော့ရတယ်လို့တောင်းပန်ခဲ့။မြမလင်းစွာစစ်ကောင်စီရဲ့သတင်းစာကမ္ဘာအဆိုးဆုံးသတင်းစာလို့တောင်ပြောလို့ရတယ်။ကျွန်တော်လည်းအဲ့သတင်းစာကိုရွက်ပြီးတော့တောင်းခဲ့တာပါ။တကယ်များပေးမလားလို့ပါ။မပေးပါဘူး။ကျွန်တော်ဖတ်စရာဘာမှမပေးခဲ့ပါဘူး။ အဲ့ဒီတစ်ပတ်ကကျွန်တော်တို့ကတလားလောက်ကြာတယ်လို့ထင်လိုက်ရတယ်။နောက်တော့အခန်းပြင်ထွက်ခွင့်ပေးတယ်။ကျွန်တော်ကမနက်တစ်ချိန်ညနေတစ်ချိန်နှစ်ချိန်အခန်းပြင်ပေးထွက်တယ်။တစ်ချိန်နှစ်နာရီလောက်ပါကျွန်တော်ကတော့လမ်းလျှောက်တယ်။တစ်တာနဲ့အင်းစိန်ထောင်မှလိုပဲကျွန်တော်ကြိုးစားပြီးတော့လမ်းလျှောက်တယ်။အခန်းရှိကဖုံးစိုးမြေကွက်လိုက်မှရှောက်လမ်းပေါ်လာတဲ့အထိရှောက်ခဲ့တယ်။ကျွန်တော်တောင်ထဲတော့မဟုတ်ပါဘူး။ထောင်ထဲမှာကျွန်တော်အားလုံးခက်ပြင်းပြင်းလမ်းလျှောက်ပြီးတော့စိတ်ဖြေကြ။ကျော်ထရီးကမြန်မာပြည်ဘွားအမေရိကန်နိုင်ငံသားတယောက်ပါ။ရုပ်ခဗေဒပညာရှင်တယောက်လည်းဖြစ်ပြီးတော့ဒေါ်စုကို နေရာကိစ္စတွေအတွက်အကြံပေးနေဥယျာဉ်မှုတယောက်ပေါ့သူကဘုံစိုးမြေထဲမှာရှောင်းလန်းပေါ်တဲ့အထိအတူတူဖိရှောက်ကြတယ်ကျွန်တော်လမ်းလျှောက်ပေါ်ဖြစ်လာတငယ်ချင်းမိတ်ဆိုပြီးတော့သူကကျွန်တော်အဲ့လိုခေါ်တာကိုသဘောကျငါတို့ရောက်ဒီရိုင်းမြေကိုလမ်းပေါက်တဲ့အထိရှောက်ကြဆိုလို့ကျွန်တော်ကပြောလို့ရှိတိမ်မကြခင်ထောင်နာပိုင်တွေကအဲ့ဒီအကွက်ကိုအပင်ဆိုင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကျွန်တော်ရှောင်းလန်းတော့ပြတ်မသွားပါဘူးသူတို့ဆိုင်တဲ့အပင်ကြီးချမှာတော့လမ်းကြောင်းအစ်ထပ်ဖောက်လိုက်သေးတယ်ကျွန်တော်ဒီရှောင်းလန်းနဲ့ဘလောက်တောင်ရင်းနှီးခဲ့လဲဆိုရင်အခုထက်ထိအကုန်ပြန်ပြီးတော့မြင်ကြည့်လို့ရနေတယ်ဘေးနံကကွန်ကရစ်ပဲ့နေတာ နန်ဘော်ကဈေးကွက်တွေတန်ဆူးကြိုးတွေပြင်းနေကြတဲ့အဆောင်တွေအကုန်မှတ်မိနေတယ်။ဒီရှောင်းလန်းကိုနေတိုင်းအပတ်ပေါင်းယာချီပြီးတော့ရှောက်တယ်။ခြေလန်းတထောင်ရဖို့တနားကြီးခွဲကြာတက်တယ်။မနက်ကိုတခါရှောက်တယ်ညနေပိုင်းလည်းအချိန်ရသလောက်ရှောက်တယ်။အဲ့ဒီပြင်အခန်းထဲမှာလည်းခေါတုံးခေါပြန်ရှောက်လိုက်သေးတယ်။နေပြီးတော့မှထောင်ကြတဲ့ကာလကကျွန်တော်ဘွားမှာပူလဲပူဆိုလဲဆိုထိုင်းနဲ့ကွန်ကရစ်ဂူထဲမှာအကြအဆုံးနေခဲ့ရတာပါပဲ။ပူပါတယ်အလွန်ကိုပူပါတယ်။အင်းစိန်ထောင်မှာပူတဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်။နေပြီးတော့ပူတာကအင်းစိန်ထအများကြီးပူပူတယ် နေပြီးတော့ဆောင်းဝါသီနဲ့မျှတာတဲ့ရာသီဥတုအကြောင်းလူတွေကပြောတတ်ကြအရင်အဲ့လိုပြောတတ်တဲ့ထဲမှာကျွန်တော်လဲပါခဲ့ပါတယ်တကယ်တော့ဘယ်ဟုတ်မလဲဗျာတတောင်တတားလေးနေခဲ့ရလို့ပြောနိုင်ခဲ့တာပေါ့အခုတော့အင်မတန်ကိုပူပါတယ်တစ်ချိန်လုံးပူတယ်မိုးရွာနေတာတောင်ပူနေသေးတာဗျာနေပြီးတော့မှမိုးရွာရင်လဲမိုးကတုံနဲ့မဆဲဘူးအတော့သေးသေးမဲမဲရွာတယ်မိုးရင်းဆိုရင်ပိုဆိုးတယ်မိုးရွာရင်ကျွန်တော်ခန်းတွေကကျမ်းမြေမှာရေတွေအိုင်လို့ကျွန်တော်ရောက်စားကလည်းအခန်းထဲမှာရေအိုင်တွေရှိအရင်ကရွာထားတဲ့မိုးကြောင့်စုနေတဲ့ရေတွေ မိုးတကယ်ရွာပြီဆိုလို့ရှိရင်အဲဒီချင်းကန်းတွေကနေလို့မရတော့အခန်းထဲရဲ့ပုံစံတူတယ်အခန်းအနောက်နာရီမှာပရင်းပေါက်သေးသေးလေးတစ်ခုရှိပြီးတော့9မီတာလောက်အမြင့်မှာရှိမိုးများရွာပြီဆိုရင်အဲဒီပရင်းပေါက်ကရေတကွန်ဖြစ်သွားမိနစ်ပိုင်းအတွင်းမှာအခန်းထဲမှာရှိတာတွေအားလုံးစိုးပုံတော့တာပဲဆောင်းဝေစားအစားတောက်အထူးဖြင့်စားအုပ်တွေပေါ့ညမှများမိုးရွာရင်ညာရီဖို့စဉ်းစားမနေနဲ့တော့အိယာထပြီးတော့ကိုပိုင်ဆန်သမားလေးတွေကိုမိုးမဆိုးအောင်ခန္ဓာကိုယ်တိုင်းလုပ်ပြီးတော့ကာထားရှိသမားကိုကိုနဲ့တင်းတင်းပွေ့ပိုက်ပြီးကိုတော့မိုးဆိုးခံလိုက်ကိုဆိုတော့ပြန်ချောင်းနိုင်တယ်လीအ ။စောင်းတဲ့တခြားတွေရေးဆိုရင်ပျက်စီးကုန်မှာပေါ့။မိုးရွာလိုပဲရေဒုက္ခကြုံရတာမဟုတ်ပါဘူး။တောက်ဖို့ရေဒုက္ခလည်းကြုံရတယ်။ဖောင်စင်းရေငတ်ဆိုသလိုပဲတောက်ရေကလုံလောက်လောက်လည်းမပေးသလိုရေလည်းမတန့်ဘူး။အင်းစရာရေထက်ကူးဆိုးွားတယ်။တကယ်ကိုကျမ်းမာပြီးတော့စိတ်ပူစရာအနေထား။နေပြည်တော်မြန်မာပြည်အလဲပိုင်းအလွန်ချောက်သွေးတဲ့မြေပြန့်ဒေသမှာဆိုတော့ရာသီဥတုကအပြောင်းလဲမြန်တယ်။မိုးရွာစီဆိုရင်မိုးတဲတဲမဲမဲရွာတတ်သလိုတခြားအချိန်တွေဆိုရင်ဓာတ်ချောက်သွေးပြီးတော့မိုးခေါင်ပြန်ကျွန်တော်အခန်းရှိကရေးပေးတဲ့ပိုက်တွေဆိုရင်အများလူလူရေးမရှိတတ်ဘူး။တို့ရဲ့လောဘကြောင့်လဲပါတယ်။ တဆင်စကားနဲ့ပြန်ကြားတာကထောင်မှုလုပ်တဲ့လူကနေပြီးတော့အချုပ်ထောင်ကရေတွေကိုသူ့စည်းဝါးအတွက်တွေ့ပြီးတော့သုံးတယ်တဲ့။သူ့မှာလမ်းပြင်တဲ့ contract အလုပ်တစ်ခုလည်းရှိ။တကယ်မှန်မှန်မသိရပေမဲ့ဖြစ်နိုင်ခြေများပါတယ်။မိုးကောင်းလို့ရေနေပြီဆိုအကျဉ်းသားအတွက်ရေတောင်ကောင်းကောင်းမရတော့။နေရာတဲမှာအသားချဖို့ကြိုးစားနေအင်းစိန်ထောင်နဲ့ရှင်နေပြီးတော့အချုပ်ထောင်ကအတော်လေးပို့ပြီးတော့စိုးရွားတယ်ဆိုတာသတိပြုမိတယ်။ကျွန်တော်အင်းစိန်ထောင်ကိုမြင်နေအမြင်ပြောင်းမသွားပါဘူး။အင်းစိန်မှာနေရတဲ့ဘဝကအတော်ကိုစိုးပါတယ်။ဒါပေမဲ့နေပြီးတော့မှနေရတဲ့ဘဝကမယုံနိုင်လောက်အောင်ပို့စိုးပါတယ်။ဥမာအစားအသောက်ကိုပဲကြည့်ပါ။ အင်းစိန်လိုပဲပုံးကြီးတွေနဲ့လာဝေးတာပဲဒါပေမဲ့နေပြီးတော့မှအဲ့ဒီပုံးတွေကိုဆေးတောင်မဆေးပေးဘူးညာပုံးတွေကအရင်ကတုံးထားတဲ့ဆေးတွေကွန်ကရစ်တွေပေဆွန်းလို့ပြီးရင်အင်းစိန်မှာလိုပဲတက်တရတန်းအကျဉ်းသားတွေကတည်ပေးကြတယ်သူတို့လက်ချောင်းတွေကပုံးထဲကိုတစ်ခါတလေဝင်လို့အပြင်ကစားတော့ဝယ်လို့ရတဲ့စနစ်ကိုလည်းနေပြီးတော့ထောင်ထဲမှာလှုပ်ထားတယ်ဒါပေမဲ့ဝယ်လို့ရတဲ့အမျိုးအစားကနေပြီးတော့ဈေးကြီးတာတွေပဲတင်ရောက်နေအင်းစိန်ထောင်ထက်ကိုဈေးကြီးသေးတယ်ဒါလည်းသူတို့အိတ်ထဲသူတို့ထည့်တဲ့ဥမာတစ်ခုပါဒူးထောင်မှုကအဲ့ဒီဆိုင်ကိုပိုင်တယ်အင်းစိန်ထောင်တွင်စီးပွားရေးအကြောင်းရှိတော့ ဈေးနှုန်းတွေဘလို့တင်ကြတယ်ဆိုတော့ပြောပြခဲ့ပါတယ်။နေပြည်တော်မှာကအဲ့ဒီဈေးတွေထားနှဆများတယ်။ခရိုနီစည်းပွားရေးကထောင်ထဲထိဝင်ပြီးတော့တောင်းကျမ်းတာပါပဲ။ထောင်အနာပိုင်တွေကကျွန်တော်ရဲ့လွတ်လပ်ခွင့်ကိုလည်းမတရားချုပ်ချယ်ကြ။သူတို့နဲ့ဆိုင်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 တားမြင်ထားတာအများကြီးပဲ။ဥပမာတစ်ခုပေးပါမယ်။ကျွန်တော်အင်းစိန်ထောင်မှာသချင်းဆိုတဲ့လေချုံနယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့။တဲမှာကျွန်တော်ကတေးသွားတဲ့ဘုတ်ကိုညှိတွားနေတော့အဆောင်တယောက်ကသချင်းမဆိုအောင်လို့လာတားတယ်။ပထမတော့ကျွန်တော်ကမသိဘူး၊ "तू နောက်တယ်"ထင်နေရ။အတန်မကောင်းလို့သချင်းမဆိုပါနဲ့လား။နောက်တူလို့ပေါ့ဗျာ။မဟုတ်ဘူးဗျာ။အတီယိုလာတားနေရ။ ကျွန်တော်လည်းနှစ်ရက်လောက်တော့တို့ဓာမီတာကိုနားထောင်လိုက်ပါတယ်နောက်နေ့တော့အတန်အကျေဆုံးလေးချုံပေးလိုက်အဲ့လိုအိဗယ်မဲ့ဓာမီတာတွေအကောင်းဆုံးဖြည့်ရှင်းတဲ့နီးလန်းပါပဲအဲ့လိုအိဗယ်မဲ့ဓာမီချက်တွေကများလုံးတော့တစ်ခါလေနေရထိုင်ရအလွန်ခက်ပါတယ်ကျွန်တော်ဒီချိန်လဲကလထိုင်မပြီးပြန်ပါဘူးဒီတစ်ခါအင်းစိန်လုံးညှိနှိုင်းလို့တော့မရတော့ကျွန်တော်ကအခန်းထဲမှာဆိုကျမ်းမြေမောအခန်းမြေမှာဆိုအခန်းရှိကမြောင်းမုံလေးပေါ်ထိုင်ရတယ်ကျွန်တော်ဓာဘူးဆောင်ဝင်မပြူကြိုထားတဲ့ရင်တွေးကိုတနေ့တစ်ခါလာပို့ပေးလိမ့်ရှိဓာဘူးရှိရင်အခန်းပိတ်တဲ့ကရင်တွေးမအေးအောင်ထားလို့ရဒါမဲ့ဓာဘူးပေးမထားဘူး အဲ့လိုနဲ့ကျွန်တော်လည်းကော်ဖီအေးတောက်တက်သွားတယ်ကျွန်တော်ဘိုးဘနဲ့ပေးမစီဘူးရုံချင်းထွက်တဲ့အခါဖြစ်ဖြစ်လမ်းလျှောက်လေးကျင်ကလှုပ်တဲ့အခါဖြစ်ဖြစ်ပေးမစီဘူးဘိုးဘနဲ့အစားညှက်ဖက်နဲ့ပဲစီးရမယ်တဲ့ကျွန်တော်နေပြီးတော့ထောင်မှနေခဲ့တဲ့ကာလာတစ်ဆောင်ညှက်ဖက်နဲ့ငားရံစီးလိုက်ရကျွန်တော်လမ်းလျှောက်လေးကျင်ကကြောင့်ဖက်နဲ့တွေကပါတာမြန်တယ်ညှက်ဖက်နဲ့စီးနေမှကြတော့ကျွန်တော်ခြေထောက်တွေလည်းဒဏ်အားတွေအပြည့်နဲ့ပါပဲတချို့ဒဏ်အားတွေကတရားပါပါပဲကျွန်တော်နိုင်ငံရေးကျင်းသားတွေကိုတီးတန့်ခွဲထားတော့ကျွန်တော်တောင်းဆိုချင်တာပြောချင်တာတွေကိုထောင်အာဏာပိုင်တွေစီအလွယ်တကူပြောလို့မရဘူး ကျွန်တော်ကိုထားတဲ့ဝင်းမှာဂိတ်ပေါက်တစ်ခုရှိတယ်အဲ့ဒီဂိတ်ပေါက်ဆောင်ကတဆင့်ပြောရတယ်သူပြောပြီးရင်အထက်ကသိမယ်သူပြောမပြီးရင်မသိဘူးအဲ့ဒီဂိတ်ပေါက်ဆောင်ကကျွန်တော်စာအုပ်ပြန်တောင်းတဲ့ကိစ္စကိုအတော်ကြောင်အထက်ကိုပြောမပြီးဘူးကျွန်တော်လည်းဇွဲကောင်းကောင်းနဲ့သူ့ကိုနေတိုင်းချောလိုက်ချောလိုက်ပြောရတယ်ကြာတော့သူလည်းနားပူလာတယ်ထင်ပါတယ်နောက်ဆုံးတော့ကျွန်တော်ပေးခိုင်းတဲ့စာအုပ်အထက်ကိုတင်ပေးလိုက်စာအုပ်လည်းဘောပင်နဲ့စာရဲငှားပြီးတော့ရေးရစာထဲမှာစာအုပ်တွေပြန်မပြီးရင်တန်အောင်နဲ့တိုင်းပဲပေါ့အဲ့တော့မှခွင့်ပြုလိုက်စာအုပ်တွေပြန်ရမှကျွန်တော်ရဲ့အမှောင်ခစ်ကုံသွားတယ်လို့ပြောရမယ် ကျွန်တော်အင်းစိန်ကတည်လာတဲ့စာအုပ်သုံးကိုပြန်ပေးကျွန်တော်လည်းကျွန်တော်စိတ်ကူးရင်ကဘာလေးကိုစာအုပ်တွေနဲ့ပြန်ပြီးတော့ဖန်တီးနိုင်တော့တယ်နောက်ထပ်တားမြစ်တာတော့ကျွန်တော်မိတ်ဆွေမြန်မာတွေကိုအင်္ဂလိပ်စာအုပ်ပေးမဖတ်ပါဘူးသူတို့ကိုအင်္ဂလိပ်လိုရေးထားတာဘာမှဖတ်ခွင့်မပြုမြန်မာစာတော်မှဘာသာရေးစာအုပ်ပဲပေးဖတ်တယ်ဒါလည်းဗုဒ္ဓဘာသာတရားစာအုပ်ပဲခွင့်ပြုဒီတားမြစ်ချက်ကတော့စေကောင်စီရဲ့နိုင်ငံသားသားမုံနေမှုနဲ့စာပေကြောင်းနားမလည်မှုတွေကြောင့်ပါတနေ့မှာထောင်ရာရှိတယောက်ကကျွန်တော်မိတ်ဆွေပြောတယ်ဘာလို့အင်္ဂလိပ်စာအုပ်ဖတ်မှလဲမြန်မာလိုရေးမထားရင်ဘယ်စာအုပ်မှတန်ဖိုးမှမရှိဘူး ကျွန်တော်ကခမားအတွက်ပြောတာပါတဲ့နေပြီးတော့ထောင်ရဲ့အဆောင်တွေကကျွန်တော်တို့ကိုပို့ပြီးတော့သတိထားစောင့်ကြည့်တယ်လို့ဖော်ဝင်မှုလည်းအတော်နေတယ်နေပြီးတော့မှအာနာသိန်းစေုပ်စုရှိနေလို့လားတော့မပြောတတ်ဘူးသူတို့ကိုကြည့်ရတာပို့ပြီးတော့ခတ်ထန်ပုံလည်းရအင်းစိန်မာလိုပဲတချို့အဆောင်တွေကိုကြတော့ကျွန်တော်နာမည်သိခဲ့ပါတယ်ကိုစိတ်ထဲမှာတော့ကိုဘာသာနာမည်ပေးထားတာပို့တချို့လည်းယာရူးလိုက်တပွင့်နှစ်ပွင့်တက်ကြက်စသဖြင့်ပေးထားတချို့တော့သူတို့အသွင်ပုံစံအမူကျင့်ပေါ်မူတည်ပြီးတော့အမူသမားဒေါသကုံမာရပိန်ရှိစသဖြင့်လည်းပေးထားအဆောင်ထဲမှာပိန်ရှိကကျွန်တော်ဝင်းကိုစောင့်ဖို့အများဆုံးတာဝန်ကြလိမ့်ရှိတယ် ူကအမူးသမားလောက်မတောက်ပေမဲ့လည်းကျွန်တော်ဝင်းထဲကိုလာတိုင်းတော့မူးနေရပါပဲကျွန်တော်ရောက်ပြီးတော့နှစ်လားလောက်ကြာတော့ထောင်မူးကအငိမ့်စားယူတယ်တနေကုန်လဲမူးကြားပေါက်ကလည်းရှာဆိုအလုပ်လဲကောင်းကောင်းမလုပ်ဘူးနေပြီးတော့ထောင်ထဲကစိုးရတဲ့ဖြစ်စဉ်မှန်သမျှကသူအသုံးမချလို့ဆိုရင်လည်းမမှားဘူးသူ့အိမ်ကထောင်ပြင်းသားမှာရှိတန်ဆူးကျိုးရဲ့ဟိုဘက်ပေါ့သူကညာညာဆိုရင်သူ့အပေါင်းအသင်းထောင်ရာရှိနေတူတူမူးမူးနဲ့ကာရာအိုကေဆိုလေးရှိအဲ့လိုညာမျိုးဆိုရင်ကျွန်တော်အချင်းသားတွေမှာနားထုတ်ကတိတ်ရောက်ပါတယ်အတန်မကြောင်းလဲလုံမရတော့အိမ်မရကြောင် ဒါကြောင့်မာတူမိမမိုက်ကိုဆွဲလို့ပြီးတော့သူနဲ့အရာရှိအမျိုးသမီးတယောက်ကိုဖောက်ပြန်တယ်ဆိုပြီးတော့ဆွဆွဲပါတယ်။ပြီးတော့ရန်နေဖြစ်ကြကျွန်တော်တို့အတွက်ဖြောပြေးတစ်ခုပေါ့။နောက်တစ်ခါမှတော့ဒူးထောင်မှုနှစ်ပွင့်နဲ့နောက်ရာရှိတယောက်ထိုးကြကြိတ်ကြ။ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေတွေကပွဲကြည့်ပေါ့။ကျွန်တော်ကထောင်ပူးကမှတရားအောင်သွားဖို့ကားဆောင်နေတော့အဲ့လက်ဝတ်ပွဲနဲ့ဂျုံလိုက်ရတယ်။သူတို့အဲ့လိုဖြစ်နေတာကောင်းတာပေါ့လို့ခင်ဗျားတို့ထင်ချင်းထင်လိုက်ပြီ။ကျွန်တော်တို့တော့အဲ့မှာမြင်လိုက်ရတာငါ့ကိုဖမ်းနေတာစနေကြီးကငါတို့လုံးဝအကာအကွယ်ပေးမှာမဟုတ်ဘူး။တကူးဆိုရင်ကိုတိလက်ရောက်အကျန်းဖက်ခံမှာဆိုတာကိုတွေးမိစေတယ်။ တခါမှတော့ထောင်ဆောင်တယောက်နဲ့ကျွန်တော်ထိတ်တိုက်ရင်ဆိုင်ရပါတယ်ကျွန်တော်နေပြီးတော့ထောင်ရောက်ခါစားဖို့တလင်းလာနေမနက်တိုင်းသူတို့ထဲကတယောက်ကဆစ်ဆေးလာလို့ပုံမှန်ဖြင့်ဒူးထောင်မှုပေါ့ခုနလက်သီးထိုးတဲ့ဒူးထောင်မှုမတိုင်ခင်တယောက်ပါသူကကျွန်တော်အခန်းရှိရောက်လာပြီးတော့ကျွန်တော်ပုံစံထိုင်ခိုင်းတယ်ဒါကမြမထောင်တွေရဲ့ထုံးစံတစ်ခုလိုဖြစ်နေပြီသူတို့လိုင်းပုံစံထိုင်ပြရတယ်ပေါ့ကျွန်တော်တော့အဲ့လိုအတွေ့အကြုံမရှိသလိုတခါမှလည်းမလုပ်ခဲ့ဘူးပါဘူးသူပြောတော့နားမလဲကြအောင်ဆောင်းလိုက်နားကိုလက်ဝါးနဲ့ကြော့ပုံလုပ်ပြီးတော့ပြန်ပြောဖို့ပြောလိုက်သူကပုံစံထိုင်မှုထပ်ပြောပြန် ကျွန်တော်ကသူပြောတဲ့မြန်မာစကားကိုနားမလည်ဘူးဆိုရယ်ပုံစံလုပ်လိုက်တော့သူကဒေါသကြီးထွက်ပြီးတော့ကျွန်တော်အော်ရီပြီးတော့သူဒေါသကိုနောက်လိုက်အဆောင်တယောက်ပေါ်ပုံချပြီးတော့အဲ့ဒီအဆောင်ရဲ့ဖက်နက်ကိုတတ်နေပြီးတော့ကျွန်တော်ရှေ့ကခြေဆောက်မလို့ထွက်သွားတယ်။နောက်များတော့ကျွန်တော်ပုံစံမထိုင်ခိုင်းတော့တခါလေအာဆီယံနဲ့မြန်မာလူခွင့်ရေတာဝန်ရှိသူဆိုရယ်ပုံကူတွေလည်းရောက်လာတတ်တယ်။အဖြစ်လာကြတာပါအင်းစိန်ထောင်တော့ကလိုပါပဲ။တခါမှအဲ့ထဲကလူတယောက်ကပြောတယ်။ထောင်ဝနာပိုင်တွေရှိနေလေပွင့်လင်းနေမှန်မှန်သာပြောပါလေ။ပြောဆိုရယ်ပြောရတာပေါ့ကျွန်တော်ဒီမှာရောက်နေကြဘာအကြောင်းမှမရှိကြောင်း ကျွန်တော်တို့ထားတဲ့အနေထားလူမဆန်သလိုလက်ခံနိုင်စရာအနေထားလည်းမရှိကြောင်းတခြားအကျဉ်းသားတွေကိုနှိပ်စက်တာတွေနားနဲ့ဆက်ဆက်ကြားခဲ့ရကြောင်းတွေပြောလိုက်။ "तू ကတော့နားထောင်ပြီးတော့ခေါင်းတညိမ့်ညိမ့်နေပေါ့။ကျွန်တော် ပြောတာတွေအထက်ကိုပြန်ပြောပေးမယ်တဲ့။ तू ကပြန်ကန်ဒီမှာကျွန်တော်တို့သူဩစတြေးလျကိုသွားလေခဲ့တာဘလောက်ပြောခဲ့ကြောင်းတွေလာပြောနေ။တိတ်ချစ်စရာကောင်းတဲ့နိုင်ငံနဲ့ကျွန်တော်လည်းအေးဟုတ်တယ်လို့ပဲပြန်ဖြေလိုက်ပါတယ်။တန်ုန်နဲ့ဆက်သွယ်ပြန်ဖို့ကျွန်တော်အတော့ကိုပြန်ကြိုးစားခဲ့ရတယ်။တကယ်ကိုမှုန်တိုင်းကြားရဖြစ်ရတဲ့တင်းမောလို့ပါပဲ။ဒါတော့မှကျွန်တော်တို့နဲ့လူချင်းပေးမတွေ့ဘူး။ဖုန်းကနေပဲအဆက်အသွယ်လုပ်လို့ရတယ်။ တန်ုံနဲ့ဆက်သွယ်ရပြီးနောက်မှာတော့အိန္ဒူဟာရဲ့ချောပိုးစနစ်ကပြန်ဆပါတော့တယ်ကျွန်တော်မိတ်ဆွေကာတစ်ကဥဆောင်ပြီးတော့စီစဉ်ပေးတယ်တခါလေသူကိုယ်တိုင်း9နိုင်ကြာခီးကိုကားမောင်းလာပြီးတော့ပါဆယ်ရီလာပို့ပေးတယ်တခါလေကျတော့ရန်ကုန်နေပြီးတော့ဝေးပြေးကားတွေနဲ့ထည့်ပေးလိုက်နေပြီးတော့ထောင်ကိုရောက်ပို့ပေးဖို့တော့မိတ်ဆွေတချို့ကကူညီကြပါတယ်အများစုကတော့မေတ္တာနဲ့ကူညီတာပါဂျင်နာတက်ပြီးတော့တတိရှိကြတဲ့မိတ်ဆွေတွေလှုပ်ဖို့ကင်ဘက်တွေပါသူတို့ရဲ့လက်ရှိအခြေအနေကိုစာနာလို့နာမည်တွေကိုထုံမပြောတော့ပါဘူးတခါလေသူတို့ကကျွန်တော်စားခြင်းမယ်လို့ထင်တာလေးတွေချက်ပြီးတော့ပို့ပေးတတ် တခါမှဆိုလူငယ်သူတွေဒီတစုကကျွန်တော်စီကိုဗီဇာတစ်ချက်ရအောင်ပို့ပေးခဲ့သူတို့ကစီဝိုင်းပညာမှာထူးချွန်ကြတယ်ဒါမဲ့ဒီလိုလုပ်ပေးနိုင်လိမ့်မယ်လို့ထင်မှားခဲ့ဘူးကျွန်တော်ကဗီဇာကိုတူနေအချင်းကျမိတ်ဆွေနဲ့ဝင်မျှစားပြီးတော့သူတို့ကိုချီးကျူးနေမိနေပြီးတော့ထောင်မှာရှိနေုံတာမန်လူတွေစီကလည်းလက်ဆောင်တွေရခဲ့ပါတယ်အသေးစိတ်တွေတော့မပြောပြစီနဲ့ကျွန်တော်နေပြီးတော့မှနေခဲ့စဉ်ကတိခဲ့တဲ့ဒေတာရင်းပြည်သူတွေစီဝိုင်းလုပ်ငန်းတွေကပို့ပေးကြအစားအစာနဲ့တခြားပစ္စည်းတွေပေါ့ကျွန်တော်အတွက်ပါသလိုတခြားသူတွေအတွက်လည်းပါပါတယ် ဩစတြေးလျတန်ဟုံးကလည်းရန်ဖန်ကသူတို့ကိုယ်တိုင်ပစ္စည်းတွေလာပို့တတ်ပါတယ်။ကောင်ဆလာဝက်စတိုင်းကများသောအားဖြင့်လာတယ်။သူနောက်မှာတန်မတ်ဖြစ်လာတဲ့အန်ဂျလာကိုကိုရန်တို့ကိုယ်တိုင်ရောက်လာကြပြီးတော့ထောင်ပူကမှကျွန်တော်တို့ပစ္စည်းထည့်ထားတဲ့တန်ယုံအိတ်ကိုပေးလိမ့်ရှိ။အဆောက်နေရာအချိန်တိုင်းနှိပါပြဿနာရှာလိမ့်ရှိ။ရှောင်းတာနဲ့ရထားတဲ့တိတ်များနေပြီဆိုတာမျိုးပေါ့။ကျွန်တော်တန်ဟုံးကလည်းအញ្ញမ်းမခံပါဘူး။ဝေးကနေကားမောင်းလာတဲ့သူတွေဆိုတော့လွယ်လွယ်နဲ့အရှုံးမပေးကြဘူး။သူတို့ထပ်ပို့ပြီးတော့ခေါင်းမာပြလိုက်မှအဆင်ပြေသွားတယ်။ဒီလိုတဲ့စူးစမ်းအထောက်မှုတွေအသေးစိတ်ပြင်ဆင်ပေးမှုတွေအားလုံးကျွန်တော်အထူးပဲကျေနပ်မိပါတယ်။ ကျွန်တော်စီရောက်လာတဲ့အိတ်တိုင်းကတန်ဖိုးကိုစီအတိတ်ပဲကိုစီရှိနေကြ။ဩစတြေးလျတန်ဖိုးကအိတ်ဆိုရင်နတ်ပြအောင်မှာဩစတြေးလျနိုင်ငံအမှတ်တံဆိပ်ကိုအဖြူအောင်ချီနဲ့ထိုးထားတယ်။ကျွန်တော်မိတ်ဆွေကားတစ်ပို့တဲ့အိတ်တွေကတော့အမေရိကန်တန်ဖိုးကအိတ်တွေ။အစိမ်းအောင်အိတ်မှာအမေရိကန်လင်းအောင်တဆိပ်နဲ့အမေရိကန်နိုင်ငံအလံပုံပါတယ်။ဒီအိတ်တွေကိုကျွန်တော်ကတိတ်သဘောကျ။သူတို့နဲ့ပတ်သက်ရတာကိုလည်းတိတ်ဂုံယူတယ်။ကျွန်တော်ပစ္စည်းတွေအားလုံးဒီအိတ်တွေနဲ့ထည့်ထားတယ်။ညနေစောင်းတိုင်းမှာကျွန်တော်ကဒီအိတ်တွေကိုအခန်းပြင်ထုတ်ထားလိမ့်ရှိ။သူတို့မြင်အောင်တပင်ထုတ်ပြတာပါ။အဆောင်အုံနဲ့အရာရှိတွေလည်းမြင်ပါတယ်။ အခုပြန်တွေးကြည့်ရင်ကလေးဆန်နေကြွားတယ်လို့မြင်မိပေမဲ့အဲ့ချိန်တုန်းကဒါကျွန်တော်တို့အကောင်းဆုံးတုံ့ပြန်မှုတစ်ခုပါကျွန်တော်ရဲ့နှက်ပြောင်အောင်အိတ်ကအီမျိုးငှက်နဲ့သားပိုက်ကောင်းလေးတို့လာလို့လို့မရဘူးကွာလို့អော်ပေးနေတယ်လို့ပဲဘာသာပြန်သူမှတ်ချက်အီမျိုးငှက်အီမျိုးနဲ့သားပိုက်ကောင်းကန်ဂရူဟာအော်စတြေးလျနိုင်ငံမှာသာရှိတဲ့ဒိဋ္ဌိဆန်များဖြစ်ပါတယ်သူတို့အော်စတြေးလျနိုင်ငံအထိတ်မှတ်ဒိဋ္ဌိဆန်များဖြစ်ဂုံပြောလို့ရှိတတ်ကြပါတယ်ဒီစကားကိုထောင်ကပြန်လို့ပြီးအော်စတြေးလျဝန်ကြီးချုပ်နဲ့နိုင်ငံသားဝန်ကြီးကိုတွေ့တဲ့အခါမှလည်းပြောခဲ့သေးတယ်သူတို့ကလည်းသဘောကျကြတယ် ဒီပြုမှုကချင်းချောက်တာမဟုတ်လို့ပါဝါပြလည်းမဟုတ်ပါဘူးထောင်နာပိုင်းတွေကိုသိစေခြင်းုံလေးပါကာတစ်ပိုးတဲ့ပါဆယ်ထဲမှာတစ်ခါလေးမြေပဲထောပတ်ပါလာတတ်တယ်သူပူပေးတော့လေကျွန်တော်အမေရိကန်နေစားသလိုစားတာပေါ့ဘူးတွေကလည်းတိုက်ရိုက်ကလော်စားတာအဲ့ဒီမြေပဲထောပတ်ဘူးကလည်းပလတ်စတစ်နဲ့လှုပ်ထားမှတွင်းခွင့်ရှိထောင်ထဲတွင်းတဲ့အစားအစာတွေမှာဖန်ထားမှုအလူမီနီယံနဲ့လှုပ်ထားတဲ့ပလင်းဘူးဆိုရင်ပေးမသွင်းစက်ကူပလတ်စတစ်နဲ့လှုပ်ထားမှရအရေးတောက်တဲ့ပိုက်လည်းပေးမသွင်းဘာလို့ပေးမသွင်းတာလဲဆိုတာပထမတော့နားမလည်ဘူးဘဝင်းကျင်ထိန်းသိမ်းများလုပ်နေသလားပေါ့ ။နောက်မှသိရတာကအဲ့ဒီရေတောက်ပိုက်တွေကမူရေးဆေးဝါးတုံးတဲ့နေရာမှာတုံးကြလို့တဲ့။အထုပ်တွေရောက်လာတိုင်းအရင်ဆုံးလောက်တာကအိမ်သူဟာထည့်ပေးလိုက်တဲ့လေလုံးအိတ်ထဲကမုံအချိုးတွေကိုဆွဲထုတ်တာပါပဲ။အဲ့ဒီအိတ်တွေကိုဖွင့်လိုက်ရင်ထွက်လာတဲ့မုံနှံကိုပြောင်းပြတတ်အောင်ကျွန်တော်နှစ်သက်ကျွန်တော်အိမ်နဲ့မိဘကယနေ့တွေရှူရှိုက်ပြီးတော့အိမ်ပြန်ရောက်သွားသလိုခံစားရတယ်။အဲ့ယနေ့လေးတွေရာတိုင်းကိုဘသာပြန်ပြီးတော့သတိပေးမိဘွားမှာဘလောက်အချိန်လေးဆိုးဆိုးနှစ်သက်ဖွယ်အချိန်လေးယူလဲရှိပါသေးတယ်လို့ဒီလိုပါဆယ်တွေရောက်လာမဲ့နေ့တွေမှာဆိုကျွန်တော်တိတ်ဆိတ်လို့ရှားမိတယ်။သိန်းကားကောင်ကမျက်လုံးမျိုးနဲ့ဂိတ်ပေါက်ကိုစောင့်ကြည့်နေတတ်တယ် ။ဘာမှန်းထူးခြားလာမလဲဆိုတော့အရေးတကြီးကြီးနေပေါ့။ခုနှစ်နှစ်သားလေးတောင်ခရစ်စမတ်မနက်မှာစိတ်လှုပ်ရှားသလိုမျိုးပဲ။နတ်ပြောင်အိတ်အစိမ်းအောင်အိတ်တွေကိုင်းလာမြင်တိတ်ကိုပြောတာ။တခါလေးလဲရောက်လာမဲ့ရက်မှာရောက်မလာတတ်ဘူး။အဲ့ဒါကလည်းခဏခဏပါပဲ။အဲ့လိုနေမျိုးဆိုရင်ခရစ်စမတ်ဘိုးဘိုးစီကစပိန်လက်ဆောင်ရမယ်လို့မျှော်လင့်ထားပြီးမှခြေပဲရလိုက်တဲ့ကလေးတောင်လိုမျိုးစိတ်ပြတ်ရလိမ့်ရှိတယ်။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော် Freedom of Future Channel ကနေတင်ဆက်ပေးခဲ့တာက Mr. Shawna နဲ့ရေးသားထားတဲ့ NNIC prisoner ဆောက်ကို AK မူကဘာသာပြန်ဆိုထားတဲ့သူမတူအကျဉ်းသားဖြစ်ပါရခင်ဗျာ။နောက်နေ့မှလည်းပိုင်းဆက်တွေဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ်။ဒီနေ့မှအချိန်မီနားဆင်ခဲ့ကြတဲ့ clicker များအားလုံးကို Jesus သူပဲတင်ရှိပါရခင်ဗျာ။